ျွန်တော်တို့ website ကနေပဲ booking တွေလုပ်လို့ရမယ်ကျွန်တော်တို့ website ကနေပဲကျွန်တော် payment တွေကျွန်တော်တို့လက်ခံရရှိနိုင်တဲ့အနေအထားမျိုးတွေဖြစ်အောင်ကျွန်တော်တို့လုပ်လို့ရမယ် online ကနေ hotel ခန်းတွေကိုကိုယ်ပိုင် website လုပ်ပြီးငှားရနိုင်မယ်စနစ်ခီးသွားကဏ္ဍအတွက်ဤပညာအသုံးပြုပြီးဈေးကွက်ချက်တင်တာအခန်းကြိုတင်မှာယူနိုင်မယ်စနစ်တွေအတွက် online ဤပညာဝန်ဆောင်မှုတွေပေးမယ် product တစ်ခုကို Pickpoint Group ကမိတ်ဆက်လိုက်တာပဲဖြစ်ပါတယ် hoteling solution နဲ့ connectivity အကြောင်းကို Pickpoint ရဲ့ managing director ကိုမိုလွင်ကရှင်းပြပေးမှာပါ modeling solution ကကျွန်တော်အဦးစားပေးပြီးကျွန်တော်လုပ်တယ်လဲဆိုတော့အခန်းနေဘယ်လိုယူမလဲ booking ဘယ်လိုလုပ်မလဲဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဝယ်ဆောင်မှု online ဝယ်ဆောင်မှုပေးရစတဲ့ဖြစ်ပါတယ် connect tours ကကျွန်တော်ကျွန်တော် hotel တွေကိုပဲကျွန်တော်တည်တတ်ထားတာမဟုတ်တော့ဘဲနဲ့ travel and tour တွေသူတို့ရဲ့ package တွေပြီးတော့ကျွန်တော်တခြားတခြားနေရာမှာကျွန်တော် travel and tour တွေမှာကျွန်တော်တို့ဒီ car transfer ရှိမယ် express transfer ရှိမယ်ကျွန်တော် site ကဘယ်လောက်ထိတုံးလို့ရတယ်လဲဆိုရင်ကျွန်တော်အကယ် airline ticketing မှာဖြတ်မယ်ဆိုရင်ကျွန်တော်ရဲ့ site dot to connect tours က ို့သုံးပြီးတော့တော့ airline တွေပါကျွန်တော်တို့ကနေပြီးတော့ပုံမှန်ဆောင်မှုပေးနိုင်တဲ့အဆင့်ဖြစ်ပါတယ်ခင်ဗျာ payment စနစ်ကိုလည်း mastercard visa card တွေပြင် payment gateway မျိုးမျိုးနဲ့ချိတ်ဆက်ထားပြီးတော့မြန်မာနိုင်ငံမှာလည်း brand တွေနဲ့ချိတ်ဆက်သွားမယ်လို့ပြောပါတယ်ဒီ product တစ်ခုဟာ short sale လည်းရှိသေးတယ်လို့ကိုမိုရင်းကဆက်ပြောပြပါတယ် ကျွန်တော်တို့လက်ရှိကကျွန်တော်ပေးမန့်နေရတော့ကျွန်တော်တို့ကျွန်တော် foreign market ဆိုမှာဆိုကျွန်တော် paper ကို master card visa card တွေပြီးတော့တခြား payment gateway အမျိုးမျိုးနဲ့တော့ကျွန်တော်ချိန်ထားပါတယ် banking နေနဲ့လည်းကျွန်တော်ချိန်ဖို့ကျွန်တော်တို့အစီအစဉ်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ service ကိုကိစ္စဝင်လာပြီးသုံးမယ်ဆိုရင်တော့ငားရည်နေ့အထိကိုကျွန်တော်တို့ဘက်ကနေပြီးတော့ setup fees ကိုကျွန်တော်ကျွန်တော်50% shop ပေးပါမယ်အကဲပြီးတော့ကျွန်တော်တို့ရဲ့ monthly fees ကိုကျွန်တော်ကျွန်တော်30% shop ပေးပါမယ်ခင်ဗျာ ီဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးဩစတြေးလျကုမ္ပဏီကအမှုဆောင်ရရှိချက်နဲ့မြန်မာကုလသမဂ္ဂတွေကလည်းရှင်းပြခဲ့ပါသေးတယ်။